ကတိရှု channel လေးကပြန်လဲကြိုဆိုပါဗျာနော်နေပါလေပြောချင်းလဲဆိုတော့နော်ဇွရခိုင်ကြီးဖြစ်နေပါနော်အခုချိန်ကြီးဇွရခိုင်ကြီးနော်ဒီဟာဆိုရခိုင်ကဗျာမဗျာအဲ့ဒါကိုဇွရခိုင်အားရခိုင်ဖြစ်ရတာရခိုင်ကဗျာပူကုန်ယူရပါလေသူ့တွေ့ပြီးပြရခိုင်စစ်တွေကရခိုင်ဒီမှာအကဗျာဆိုတာမရှိဘူးပြောပြီးလဲအဲ့ဇွရခိုင်ဖြစ်ရှင်ဗျာနော်ဒီကောင်မနော်ဇွရခိုင်ဖြစ်ရှင်နေအခုကမှအေအာစစ်မှုရမှုခေါ်နေပြီးပရပြီးနော် ပြီပရယ်ပြီမရယ်အဲ့ဒီဟာကြီးအကုန်လုံးသွားပြန်ကြအမတော်ဒီကောင်မပါခေါ်သွားသွားနော်ဖောက်ကောင်မအဲ့ကျွန်တော်ကနော်အဲ့ပြောရတာကြီးလဲခင်ဗျစွရခိုင်ပြည့်ကျင်တာရခိုင်ဟိုရင်ပြင်တာသွားပြန်အမသွားစစ်မှုသူတော့အထမ်းကြနော်အတိုင်းကြတော့လေအတိုင်းမို့ဟာမလေးရခိုင်ကပြဖြစ်တာကိုဂုံယူရပါရဲ့ ရခိုင်ကဘာဖြစ်လို့မှရခိုင်စစ်တရားတွေ့လိုက်တာလေအားလည်းဖောက်ချက်မရှိဘူးအမလေးရတာရခိုင်စစ်တွေဘာဖြစ်ပါတယ်ညာပြစ်ပါတယ်ပြောပြီးတော့အဲကောင်းပါတယ်ပြူကအမျိုးချင်းနိုင်ပါသေးပါညာကူကပြောပြီးအခုချိန်ထိကိုမပြီးသေးနိုင်ဒီကောင်မရတယ်အဲ့လိုရခိုင်ရှင်းနေသွားအမရခိုင်မျိုးကနေရမှာရခိုင်အစ်စ်နဲ့ယူလိုက်အမဟမ်ဒါမှမဟုတ်နေတို့နေတို့နေတို့ကမိမရပါဘူးပြဲကောင်ကြံသေးအောင်နော်ဂျိုးလေးတို့ဘာလို့ရှိသေးလဲယူလိုက်အမဆောက်လို့ရှုပ် เนาะအဲ့တော့ဒီမှာတစ်ချက်နားထောင်အောင်ပြောရဲကာပြားပေါ့နော်ကျမတို့ကာပြားမာတွေပေါ့ဘယ်လိုမျိုးနေပဲ50 50သွေးတော်တော်ကာပြားမကာပြားလူမျိုးကာပြားတိုင်းကိုမေးကြည့်လိုက်ရင်သူတို့ရဲ့ listening skill ကတာမန်လူမျိုးတွေထက် a little a little bit နည်းနည်းတအားလုံးကောင်းမွန်နေတယ်တွေ့လို့ပဲဘာဖြစ်လို့ဆိုတော့သူတို့ဒီမှာကကြတော့ ဘယ်လိုကြည့်ပြောမလဲ mother language အပြင်ကိုမှဒီ father language mother language father language ဆိုရဲအဖေရဲ့ဘာသာစကားနဲ့အမေရဲ့ဘာသာစကားဆိုပြီးနှမျိုးလုံးကိုလည်းသူတို့ကနားထောင်နေပြောနိုင်ပြီးသင်ကြားနိုင်ပြီးတော့ကြတော့တခြားဘာသာစကားရဲ့သင်တဲ့နေရာမှာလည်းပို့ပြီးတော့ပီတာဆိုတာပြောနိုင်တယ်ပို့ပြီးတော့လည်းအာနားလည်နိုင်တယ်ပို့ပြီးတော့ကြတော့ listening skill ပြီးတော့ဘယ်ပြောမလဲ listening skill အရင်ကောင်းတယ်ပေါ့ skill တစ်ခုမှကျွမ်းကျင်တယ်လို့ပြောရမယ်ကာဗရာကာဗရာတော်တော်များများမှာက ဘာသာစကားအနည်းဆုံး2မျိုးကနေ4မျိုးထိတက်ကြပါတယ်အတိကေအကြတော့နော်သူကသူဂုံနေစာနေဟာရခိုင်သူတစ်ချက်ပါတော့ဂုံနေစာနေသွားမှာအမအေးထွန်းများနိုင်ခေါ်နေနော်အမရခိုင်ကြီးပြန်လာခဲ့တဲ့သွားအမဒီလောက်ရခိုင်ရခိုင်ဖြစ်ရှင်နေဟမ်ပောက်ကောင်မဟုတ်ကျွန်တော်ပြောတာဟိုမှာသူ့ကိုလည်းပြောပြီးကရားဖြစ်နေလို့ဟိုမှာရခိုင်စစ်တရားတော့ဟိုမှာသူ့ကိုပြောပြီးဓာကြီးကိုလည်းအသေးအတန်ကုံစာပြီးတော့အဲ့လောက်ဖြစ်နေသူက သူ့အဖေကဗမာရခိုင်အဲ့လိုစက်ထားတာအဲ့ဒါဗမာရခိုင်စက်ထားတဲ့ကောင်မအဲ့ဒါကိုဇွတ်ရခိုင်ဖြစ်ရှင်နေတယ်အဲ့ကြောင့်မလို့ကျွန်တော်ပြောတာသွားအလောက်ကိုရင်ဖြစ်နေရင်အမခေါ်နေတယ်သွားသွားထမ်းကြတကယ်ပြောတာသောက်ယွန်းစရာကောင်းတာတကယ်ပြောတာဇွတ်ရခိုင်ဖြစ်ရှင်အမှုကမှာဟိုရခိုင်သစ်တရားတော်လက်မခံပါဘူးပြောနေလေဇွတ်တဲတန်တဲတန်ဘာသောက်ရင်းပါလားတကယ်ပြောတာဟို မြန်မာနိုင်ငံလည်းစောက်ဘူးယူစောက်ဘောကြီးတော်တော်ပေါ်တာနော်စောက်ယူစောက်ဘောကြီးတော်တော်ပေါ်တာဟုတ်လားနော်ဒီမှာကျတော့ဘန်ကုဒလာဆိုတာကျတော့နော်ဘန်ကုဒလာနော်ဒီအားတော့သူကရခိုင်ကအစွန်းရောက်အစွန်းရောက်ကိုတော့နော်အစွန်းရောက်ကိုတော့ဟိုမှာပြီးရင်ကျတော့ပုံလေးချင်းပုံလေးတင်ပြီးမဆက်ပြာမှာဆိုတာနော်ရခိုင်တပရခိုင်ကိုတပုံဆိုတာကိုဆက်ပြာလို့ခေါ်တယ်ဆက်ပြာမှာနဲ့တူတူရတာတပုံမှာပေါ့နော်အဲ့ဒီဟာနဲ့တွေ့ရတာပုံလေးရှိတယ်ဒီဘန်ကုဒလာဆိုတာနော်အမဘလူးမန်းနဲ့နော် တော့ရခိုင်လူငယ်တွေတဲ့ရခိုင်ပြည်ကနေတခြားတို့ထွက်မသွားကြဘူးအေကအမိန်ထုတ်လိုက်တော့ရခိုင်လူငယ်တွေရဲ့အနာကပျောက်ဆုံးကုန်ပြီတဲ့ရခိုင်ပြည်မဟုတ်တဲ့တခြားပြည်နယ်မှာကမင်းတို့ကရောအနာကရှိရလားလဲကဲမေးမယ်တဲ့အမေသူကအနာကရှိရလားရှိရလေနာကရှိလို့မှရှောက်လန်းနေရန်ကုန်မှာသူတို့ပြုတ်လိုက် ဟဲ့ဂျပန်သွားဖို့ပြင်လာနေကိုရီးယားသွားဖို့ပြင်လာနေနော်သူ့အတူထိုင်းသွားဖို့ပြင်လာနေဘာသာစကားသင်တန်းတွေတက်တက်ပြီးတော့နော်အဲနော် UK သင်တန်းတက်ဖို့တွေအမအမေရိကန်သွားဖို့တွေစင်ကာပူသွားဖို့တွေအကုန်လုံးအကုန်လုံးသင်တန်းတွေတက်ပြီးတော့အမနေရလူငယ်တွေကမှနော်လမ်းကြောင်းတွေပွင့်လို့နော်လူငယ်လမ်းကြောင်းတွေပွင့်လို့နော် AC လောက်ကိုင်းစားတောင်းနေရရင်နော်စောက်တစ်ဖက်ပိတ်ကနော်စောက်တစ်ဖက်ပိတ်ရနော်နာဂတ်တွေပြောက်ဆုံးဖို့ကြာအခုရခိုင်မှာပညာရေးပြန်စားနိုင်ပြီ ဟိုနားတက်ကရိုဖွင့်နေဒီနားတက်ကရိုဖွင့်နေတက်ကရိုစောင်းစင်းတော့မရှိဘူးနော်ကောလိပ်စောင်းစင်းဟိုမှာထရန်ကာထားတဲ့အာကိုဟဲတက်ကရိုစောင်းစင်းဆိုအဲ့လိုမဟုတ်ဘူးလေပညာရေးနဲ့ပတ်သက်ပြီးဘာဖွင့်နိုင်မလို့ဘာမှမဖွင့်နိုင်မနဲ့ဟိုကုံတွေရေးရမလုပ်နိုင်ဘာမှမလုပ်နိုင်အကုန်လုံး just body ပြပြီးနော်အင်တာနက်မသုံးနိုင်ဖုန်းမသုံးတာဘာညာမီးမရအမဒုက္ခရင်များနေလို့ကညချောင်းရင်ရရနေရှာသားမဲ့ပြူသားမဲ့ဆိုလဲထပ်လပန်းနေကြံနေတော့အမဒုက္ခရင်များနေလို့စဘာကြတော့လဲမရောငုတ်ကောက်ပဲတိနေနေကြောက်လဲမရောရလို့အမပြဿနာတက်နေလို့အမရခိုင်နေကိုယ်တိုင်းတော့ဖတ်ပြောလာတဲ့အရာရဲ့ နော်ဒါတွေကိုမြင်ဘူးလားဒါတွေကိုမြင်ဘူးလားနော်အမရခိုင်မားနဲ့အမတဘုံမားနဲ့အမရိုက်ထားဖို့ပဲအဲရိုက်တဲ့ဟာပဲသူ့ကိုသူအဟုတ်မှန်တကယ်ဆုံးမြင်ကဖို့ကောင်းတယ်ကွာဒီလိုအစွန်းတစ်ဖက်ရောက်နေဟာမှန်တယ်ဆိုဆက်လုပ်ကြဗျာခင်ဗျားတို့ကျွန်တော်လည်းပြောတာအားပြောက်လာပြီဟုတ်ပြီမင်းတို့မှန်တယ်ဆိုချရခိုင်ဒီကုန်ပြတိုက်ကြကွာအကုန်ပြုတ်သွားနိုင်ရဲ့နော်မင်းတို့တိုက်နေတော့တန်လာနောက်မှမင်းတို့ကဝင်အောင်မဲ့ဟာအသင်သင်းရှိရနော် နော်ရှေ့ပဲမဲမနေနောက်ကဝင်ရတော့ကိုလည်းတေချာကြည့်ဦးနော်မင်းတို့ဟောပြီးရှေ့ကိုကြုံပြီးလာတိုင်းလဲမင်းတို့နောက်မှာမင်းတို့ပြန်အောင်မဲ့လူကစင်စင်စောင့်နေနော်ရှင်းရှင်းလေးနော်ကြတော့အဲ့လောက်ကြီးဇုပိတ်ပိတ်ပိင်းနေရကြီးရတော့အစင်ပြေနေပြီကနော်အဲ့လောက်ကြီးကိုအမျိုးရှင်းပြအနေနဲ့မိရွယ်ဟာစောက်ရင်းပါတာကိုချီအိုနေမဲနေနောက်မှာဝင်းရုံတော့ပိင်းမဲ့ကောင်နဲ့အစင်သင်းဟမ်အခုလဲအမှပြန်မတိုက်နေရောလားတိုက်ပွဲမရှိဘူးလား အာစာရောအာဆူရောနဲ့ဟမ်ဖြစ်နေရအများကြီးဒီလောက်ကိုမမြင်ဘူးမမြင်မဲနဲ့အဲရှကောင်းတယ်မင်းတို့လုံးလေနော်အဲ့တော့ဒီစိုးတရောင်းလာရမသိဘဲနဲ့ AMC ဆိုတာရှိရဲ့ AMP ဆိုတာရှိသေးရဲ့ UNA တဲ့မဟုတ်ဘူး UNA ရတာသူကသူအထွန်းမြတ်နိုင်ပြဖြစ်တဲ့ညာဖြစ်တဲ့ပြောပြီးတော့ရခိုင်ပြည်နယ်မှာငါတို့လက်နက်ကိုက်တပွဲပဲရှိရမှာဆို ANC လက်တိုင်ပတ် AMP လက်တိုင်ပတ်လောက်မဝင်မရဘူးဗျာအေးလောက်ကိုကုန်ဝင်ရမယ်ပေါ့မဝင်တော့မှတိုက်ပါကြီးတဲ့ဘယ်လိုလုပ်မလဲ အရှင်းရှင်းလေးပြန်ချရတော့မှလေအမရခိုင်အရှင်းရှင်းလေးနော်တော်စောမရတာလင်းတို့ဟိုမှာဟိုဘူတယောက်ဆိုလဲအတူတူပဲလေအမရလဲအမရလဲအဲ့ဒါကိုလာပြီးတော့ညာဖွင့်ပြအောင်မရမှာနော်အမဒီမှာကြောက်ဖြူနေစစ်တွေဆိုတဲ့မျိုးတွေကိုသူတို့ကတော့အဖေလေးကောက်ွယ်မှာဖြစ်တယ်အဲ ULN အနေနဲ့လေဟိုပစ်ဆက်ရမှုများလိမ့်မယ်တော့ကျွန်တော်လည်းထင်တယ်ပေါ့ဗျာဟိုအကြောင်းလဲဆိုတော့ဟော ဟိုပျောက်ကြားစေးတော်လန်စေးတိုက်နေတဲ့အနေထားကနေပြီးတော့မှသမားရိုးကြားစေးပုံစံမျိုးတော်ပြီးလှုပ်လိုက်ပြီဆိုလို့ရှိရင်ဟိုအဲ့ဒီနေမြေကိုသင်းပိုက်ယုံတစ်ခုတည်းမဟုတ်ဘူးနေမြေကိုသင်းပိုက်ပြီးဘယ်လိုကောက်ွယ်မလဲဆိုတဲ့အဆင်ပါကျွန်တော်ထည့်သွင်းစဉ်းစားဖို့လိုလာတယ်။အဆင်အင်အားတစ်ခုတည်းမဟုတ်ဘူးအုပ်ချုပ်ရေးအင်အားလည်းလိုလာတယ်လုံခြုံရေးဟိုအင်အားလည်းလိုလာတယ်ရခိုင်တပီလုံးအထူးသဖြင့်စစ်တွေတို့ရောက်ဖြူတို့လိုနေရာမျိုးကကိုယ်လက်ထဲရောက်ပြီဆိုရင်လေချောင်းရံကကွဲရရဘလို့ထိမ့်သိမ်းရမလဲဆိုတာတွေကစဉ်းစားဖို့လိုလာတယ်ဆိုတော့ဟိုစတိုက်တဲ့အခါမှာလဲအဲဟိုဟိုရန်သူဖက်က ်အစင်လေးကကွယ်လိမ့်မယ်အဲ့ဒီပုံမှာပိတ်ဆက်ရတာလည်းများမယ်အဲပြီးလို့ရှိရင်ထိမ့်သိမ်းရတဲ့တာဝန်လည်းကြီးမယ်ဆိုတော့တော်လိုင်းရဲ့ဖွဲ့စည်းတစ်ခုအနေနဲ့ကတော့သူတို့မိုဘိုင်းလှုပ်ရှားနိုင်ပြီးတော့မှလူထုကြားထဲမှာအာပြန်ဝင်စင်းစီယုံနိုင်မုံနဲ့နေရာတစ်ခုမှာအသေးထိုင်ပြီးတော့မှခံစစ်တဲ့ဆင်ရမယ့်နေသားမျိုးတော့အော်စဉ်းစားစရာရှိပါလိမ့်မယ်အကြော်အမနော်ဒါ ANC ရဲ့အမဘုံမင်းထွန်းနဲ့နော်ဘုံမူကြီးမင်းထွန်းနဲ့ เนาะအဲ့ဒါမင်းတို့ဘာလို့မင်းတို့အမမင်းတို့ပြဿနာရှင်းအောင်เนาะအကြတော့အေးရလဲအေးလေးရောအေးန်စီရလဲအေးန်စီရောအေးန်ပီရလဲအေးန်ပီလေးရောအမသုံးခုတင်သုံးသုံးပြလဲเนาะစစ်တပ်ကိုခဏဖယ်တော့တကယ်လို့သူတို့ကလောက်အောင်မဝင်ဘုံမူကြီးကလောက်အောင်မဝင်ဘူးဆိုတာနဲ့မင်းတို့ဘာလို့မအရှင်းပြန်ချမလာရခိုင်ချင်းပြန်ချမလာအေးန်ပီနဲ့ရောချမလာသုံးဘွဲသုံးသုံးလဲချမလာချို့တရောင်းလိုက်ရလာလာမှန်နေလို့ပါလာလာမှန်နေလို့ပါမြင်လာအမเนาะ ကျွန်တော်တချို့အားကြီးကမင်းတို့ထင်သလောက်မဟုတ်ဘူးမင်းတို့ထင်သလောက်မဟုတ်ဘူးနော်ဖြစ်ချင်တာကြီးပဲလုံနေလို့မြောက်ဟိုကလည်းလက်နက်ကင်ဒီကလည်းလက်နက်ကင်အမှနော်ရှမ်းမြောက်လို့ပဲအမှတစားစီလို့လုံးမှာပါဟမ်